လုံးမဲမင်္ဂလာပါခင်ဗျ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်ဒီတခါတော့ကျွန်တော်ဒူတီလေးမှ22ရက်နေ့ရနေ25ရက်နေ့ထိမွေးခွက်လေးကိုကျွန်တော်တွက်ပြပေးတော့ပါမယ်ခင်ဗျမွေးထိုးလို့ရအောင်ပေါ့အတန်းနိုင်ဆုံးအကွက်နဲ့အောင်တော့တွက်ထားပေးပါတယ်ခင်ဗျเนาะကျွန်တော်အဖွင့်နေ့ရနေအဖိန်နေ့ထိမွေးလို့ရပါတယ်เนาะအဓိကတော့တကယ်တော့အင်္ဂါဗုဒ္ဓဖူးနေ့ထိတော့ ဟုတ်တယ်ဘူးနေမှာထွက်ပို့လို့များတာပေါ့ဒါပေမဲ့တပတ်လုံးစာလို့ကျွန်တော်ရေးပေးထားပါတယ်ခင်ဗျာနော်တပတ်လုံးစာမွေးထိုးပေးပါတန်းနိုင်ဆုံး2ကွက်3ကွက်လောက်ထွက်ပါတယ်ခင်ဗျာနော်ဥပဒမဆိုကျွန်တော်ကျွန်တော်ထိပ်စီးပိုင်းလေးကိုစပြီးကျွန်တော်တို့တွက်ပေးပေးခင်ဗျာနော်ထိပ်စီးပိုင်းလေးကိုကျွန်တော်တို့စပြီးချိန်မယ်ဥပဒမဆိုကျွန်တော်တို့ထိပ်စီးပိုင်းလေးဟာဒီက9ရက်2ရက်9ရက်နော်ဒီ3လုံးပေါင်းချင်း 9နှစ်ခွန်ပေါင်းခြင်းက9နှစ်နှစ်နဲ့ပေါင်းတော့9နဲ့9နဲ့ပေါင်း78 78ဆိုတော့ကျွန်တော်ကဒီမှာ6ရဲ့ပါဝါက3ရှေ့ရဲ့နက်ခတ်က1เนาะ1 38 73 1ထိပ်စီးပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာကြည့်မယ်ခင်ဗျာเนาะမဟုတ်ဘူးเนาะဒီမှာဆိုရင်1ထိပ်1ထိပ်8ထိပ်3လုံးထွက်တာเนาะ3ခွက်ထွက်တာလေ ရှစ်ထိပ်ရဲ့တစ်ထိပ်ရဲ့တစ်ထိပ်ရဲ့သုံးခွက်ထွက်ထားတယ်ဒီမှာရှစ်သုံးတစ်ဆိုရင်ရှစ်ထိပ်တစ်ထိပ်တစ်ခုနှစ်ခုပါပါပြီခင်ဗျာเนาะနောက်တစ်ပင်ကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကြတော့လေဒီဘောအတိုင်းပဲဒီမှာတိရဲ့တိရဲ့တိရဲ့เนาะဒီသုံးလုံးပေါင်းခြင်းက3ရပါတယ်3ရဲ့ပါဝါက8 3ရဲ့နက်ခတ်က9 ဒီမှာဆိုရင်ကျွန်တော်တို့ဗာထိတ်စီထွက်တာလည်း35မှာ6 6ကြီးပဲ3ခွက်ထွက်တာလည်း5တခွက်ထွက်တာလည်းခင်ဗျာเนาะဒါက35ထိတ်စီเนาะအဲ့ဒီပင်မာကိုကျွန်တော်တို့ဆက်ကြည့်မယ်ဒီမှာလည်းခုနကတော့အပေါ်တိုင်းမှာပဲ6ရယ်5ရယ်6ရယ်ဒီ3လုံးပေါင်းချင်းကစနေလေး16 5ပေါင်း21เนาะ1ရယ်ပါဝါ6တရေနက်ခတ်က8ဟောပြီเนาะ တပါဝါ6တရက်နဲ့ခါကရှစ်ဒီမှာဆိုကျွန်တော်တို့ထိစီပါရမှာလဲဆိုတော့တ6 8 3ွက်လုံးထွက်လာတယ်ခင်ဗျာเนาะတရဲ6ရဲ8ရဲ3လုံးလုံးထွက်လာတယ်ဒါကဖြစ်နိုင်ကြီးရှိတဲ့ထိစီလေးကိုထွက်ပြီးခဲ့တာပါလာမယ်တပတ်စာအတွက်เนาะ27ကနေ25ရက်နေ့ထိထိစီရဖြစ်နိုင်ကြီးရှိတဲ့ထိစီရဒီဟာ3ညရဲ8ရဲ9ရဲဒီ3လုံးပေါင်းချင်း1900ရတယ်ဟုတ်ပြီเนาะ ၃လုံးပေါင်းချင်းက၁၇ရပါတယ်9ရဲ့ပါဝါကနဲ့9ရဲ့နက်ခတ်က၃ညဒါကြောင့်ကျွန်တော်တို့ကထိပ်စီ၃လုံးရသွားပြီ၃ညနှစ်ခွန်ခွန်နှစ်၃ညထိပ်စီ၃လုံးရသွားပြီခင်ဗျာနော်ဒီຢာထဲမှာကနန်းလိုချင်တဲ့လူကျွန်တော်ဒီ Viber နံပါတ်လေးမှာလက်တောင်းလို့ရပါတယ်ခင်ဗျာနော်ဒါက27ကနေ25ရဲ့နေ့တိမွေးကနန်းလေးပါခင်ဗျာနော်ဒါကမွေးကနန်းလေးထိပ်စီကကျွန်တော်၃ညနှစ်ခွန်၃လုံးရသွားပြီအခုကျွန်တော်အပိတ်လေးကိုဆက်ပြမယ်နော်အပိတ်လေးကိုကျွန်တော်လည်းအတူတူ လိုက်ပါကြည့်ပြပါခင်ဗျာเนาะပထမဆုံးကျွန်တော်တို့အပိတ်လေးချက်ချက်ကြည့်မယ်ဆိုရင်အပိတ်လေးကဒီကเนาะ၄ရယ်၃ညရယ်၆ရယ်ပြီးတော့ဒီကကျွန်တော်တို့1တလုံးရယ်ဟုတ်ပြီเนาะ1 3ည4 6 4လုံးပေါင်းချင်း4လုံးပေါင်းချင်းမှာ6 3ည4ပေါင်းချင်းကတဆက်71ဟုတ်ပြီเนาะ71ဆိုတော့ကျွန်တော်က1ရယ်နှက်ခတ်က8 ဟောပြီနော်တရဲ့နက်ခတ်က၈ဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားလဲ၈၈၈၈မှာဒီမှာ၈၈ထွက်လာတယ်ခင်ဗျာနော်၈၈ဟောပြီနော်၈၈အောင်လာတယ်ပေါ့ခင်ဗျာနော်ဟောပြီနော်ဒီမှာဆိုရင်ကျွန်တော်တို့၈၈၈၈မှာ၈၈အောင်လာတယ်3 1 3 8မရှိဘူးခင်ဗျာเนาะ1 1 1 8ဟာเนาะ1 8တော့တစ်ခွက်အောင်သွားတယ်ခင်ဗျာဒီပြင်မှာဟုတ်ပြီเนาะအဲ့ဒီအတိုင်းပဲကျွန်တော်တို့နောက်တစ်ခုဆက်ကြည့်မယ်ဆိုရင် ဒီဟာ၄ရက်၅ရက်၈ရက်ဒီဟာ6ရက်เนาะ6နဲ့4နဲ့ပေါင်းတော့တဆက်15 20 3 3ရက်နှက်ခတ်က9ခမဟုတ်ပြီเนาะ3ရက်နှက်ခတ်က9ဆိုတော့ဒီမှာကျော်လို့ပါထွက်သွားမယ်3335ဟုတ်ပြီเนาะ3335မရှိဘူး73 15ဒီမှာကျွန်တော်တို့15တခွထွက်လာပါတယ်။ဟုတ်ပြီနော်15တခွအောင်လာပါတယ်ခင်ဗျ။ ဟုတ်ပြီနော်15တခွက်ထွက်သွားပါတယ်ဒီမှာဆိုရင်38အာ sorry 3335နော်3335 8385 9355ကြီးမှာကျွန်တော်တို့ကမထွက်သွားလဲဆိုတော့85ဒီမှာဆိုရင်ပါဝါပါထည့်လိုက်မယ်3ပါဝါ6ဆိုရင်ကျွန်တော်နောက်တစ်ခွက်ထပ်ထွက်သွားတော့ပေါ့88ဒီမှာ88ထွက်သွားတယ် ဟုတ်ပြီနော်ဒါမှမဟုတ်ကျွန်တော်ကအခွက်နေအောင်တစ်ခွက်ပဲနက်ခတ်နဲ့ပဲကျွန်တော်တွက်တာလေပါဝါနဲ့ပါတွက်မယ်ဆိုတော့ထွက်တာလည်းပေါ့ခင်ဗျာနော်ဒီမှာဆိုရင်ပါဝါ3ပါဝါ6ဆိုရင်6ဆင်းနဲ့ရှိရတာလေခင်ဗျာနော်ဒီမှာတစ်ခွက်ထပ်ထွက်နှစ်ခွက်ထပ်သွားမှာဒီဘက်မှာဟုတ်ပြီနော်ဒါကကျွန်တော်နက်ခတ်နဲ့ပဲပြလာတာဆိုတော့နောက်တစ်ခုဆက်ကြည့်မယ်ခင်ဗျာ1ရယ်5ရယ်6ရယ်ဒီဟာ2ရယ်ဟုတ်ပြီနော်6နဲ့2နဲ့ပေါင်းတော့10 16ပေါ့ခင်ဗျာ6ရယ်နက်ခတ်ကကျွန်တော်9ပါခင်ဗျာ ဟုတ်ပြီနော်6နှစ်ခတ်က9ဆိုတော့ကျွန်တော်ဒီမှာဗာရမယ်ဆိုချင်းမင်း16 16မရှိဘူးတင်ကထွက်သွားတယ်19မရှိပါဘူးခင်ဗျာနော်66ရှိပါဘူး69ဟုတ်ပြီနော်ဒီမှာ69ပြီးရင်ကျွန်တော်တို့ပါ86ဒါလိုက်ထွက်တာပါလေ86ဒီမှာဆိုရင်နှစ်ခွက်ထွက်ပါလေခင်ဗျာဟုတ်ပြီနော်ဒီမှာဆိုရင်နှစ်ခွက်အောင်လာပါလေခင်ဗျာဒါကြောင့်လာမယ့်ကျွန်တော်21ရက်နေ့ကနေ နော်21ရက်နေ့ကနေ25ရက်နေ့ဒီကျွန်တော်တို့ဗာမွေးရမယ်လဲဆိုတော့ဒီမှာဒီ3လုံးပေါင်းချင်ဒီ4လုံးပေါင်းချင်ပေါ့ခင်ဗျာနော်6နဲ့4နဲ့ပေါင်းတော့10ဟုတ်ပြီနော်25 20နဲ့1ပေါ့ခင်ဗျာနော်ဆက်နဲ့1ဆိုတော့ကျွန်တော်ဘာလာမလဲ1ရဲ့နှက်ခတ်က10ကျွန်တော်ပြန်ပေါင်းပေးပါမယ်ခင်ဗျာနော်6နဲ့4နဲ့ပေါင်းတော့10 16 9နဲ့ပေါင်းတော့21 1ရဲ့နှက်ခတ်က10 ဆိုတော့ကျွန်တော်တို့ကနန်းလေးအခုကျွန်တော်စီပေးမယ်ခင်ဗျာเนาะဘယ်နှက်ွက်ထွက်လဲဆိုတော့เนาะ90နဲ့1เนาะ90နဲ့1 90နဲ့8ဟုတ်ပြီเนาะနှစ်ထိတ်နေဆိုရင်90နဲ့1 90နဲ့8 3ညထိတ်နေဆိုရင်ကျွန်တော်တို့ဘာလာမလဲ3ညတ3ည8เนาะ6ွက်ပဲမွေးရမှာ ားဒီမှာမှမိမိတို့ပတ်နိုင်တဲ့လူတွေကတော့เนาะကျွန်တော်တို့ပတ်လို့ရပါတယ်ဗောခင်ဗျာเนาะဒီမှာဆိုရင်နှစ်ကွက်81 98 21 98 31 38ကွက်ပဲမိမိတို့ထိုးအောင်မယ်တပတ်စာလုံးကျင်းတီထွက်မယ်အနည်းဆုံး3ကွက်တော့ထွက်မယ်ဟုတ်ပြီเนาะအနည်းဆုံး3ကွက်တော့ထွက်ဖို့များပါတယ်ခင်ဗျာဒါကကျွန်တော်တို့21ရက်နေ့ကနေ25ရက်နေ့ထိမွေးကနန်းလေးပါ ဟုတ်ပြီနော်ကြိုက်တဲ့လူကတော့ဝင်ကြည့်ပြီးတော့ဝင်ကစားလို့ရပါတယ်ကျန်တဲ့ကနန်းလေးလိုချင်ရင်ကျွန်တော်ဒီနံပါတ်မှာလေယူလို့ရပါတယ်ခင်ဗျဟုတ်ပြီနော်ဒီနံပါတ်မှာလေယူလို့ရပါတယ်အားလုံးပဲကျွန်တော်တို့နော်21ရက်နေ့နဲ့25ရက်နေ့ထိအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ